2025ခုနှစ်မှာတော့မင်းအောင်လာရဲ့စစ်မှုရန်ဥပဒေပေါ်ပေါက်လာပြီးနောက်ပိုင်းမှာနေရီရဲ့တော်တော်များဟာတော်လိုင်းကြီးတတိတွေကိုနေရာအနံပြအောင်ဝင်လာတာလည်းအလုံးစုံမှာဖြစ်ပါတယ်။အဲ့ဒီထဲမှာတကယ်ကိုပဲဣရိယတယောက်ဖြစ်ဖို့ဆိုတာလွယ်ရလားဆိုတာကတော့ဒီကသက်သက်ပါပဲ။ဣရိယတယောက်ဖြစ်ဖို့ဘယ်လောက်ဒီလီကျင်ရလဲ။အခုချိန်မှာဆိုရင်တော့3လအတွင်းမှာတော်တော်လေးကိုမှဆီယနာရှင်ကိုအမြန်ဆုံးတွန်းလာနိုင်ဖို့တဲ့လူငယ်တွေကနေရောညာရောမအိပ်ဖဲနဲ့တော့ကျူးကျူးဆဆလီကျင်နေတာတွေ့ရတာလေးလို့အန်တယ်မျှဝေပြလိုက်ခြင်းဖြစ်ပါတယ်။ ။နောက်မှာတော့ယနေ့ညရရှိတဲ့နောက်ဆုံးရသတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ပေါ်လံမျိုးတွေအားလုံးပဲစုံတီးကြည့်ပေးဖို့ညကနေပြီးတော့အောင်ဆိုလိုက်ပါရစေ။ Dani. No. တော်ကလက်ရှိခင်ဒီရတိုင်ရမ20ခုမှာတည်ရင်မှုပြတောင်းထမ်းဆောင်နေပါတယ်။တည်ရင်မ20ခုဆိုတာတော့ခင်ဒီရဒီဟာခုနှစ်လက်အောက်ခံတည်ရင်တည်ရင်ဖြစ်ပါတယ်။ကျွန်တော်တို့ဒီတည်ရင်ကိုကျွန်တော်တို့ဒီ January February ဝန်းကျင်လောက်ကနေကျွန်တော်တို့စပြီးတော့တည်ရင်ဖြစ်မြောက်ဖို့ကျွန်တော်ကြိုးစားခဲ့ပြီးတော့ကျွန်တော်တို့မေလမှာမေလတည့်ရက်နေ့မှာတည်ရင်ဖြစ်မြောက်ခဲ့ပေါ့နော်ကျွန်တော်တို့တည်ရင်ကြည့်ပြနိုင်ခဲ့တယ်။အဲ့ဒီတည်ရင်မှာကျွန်တော်တို့ဒီ ဘယ်လိုလူငယ်ဖွဲ့စည်းထားလဲဆိုတော့မြို့ပြလူငယ်အများကြီးနဲ့ဖွဲ့စည်းထားပါပြီဟုတ်မြို့ပြလူငယ်ဆိုတာကကျွန်တော်ရန်ကုန်မန္တလေးနော်ဒီစကိုင်းတို့အေရဝတီနေပြီးတော့လှချသောဒီနယ်ရဲရဲကနေပြီးတော့လာရောက်ပူးပေါင်းတဲ့လူငယ်တွေရဲ့ရရှိရင် Greenity တာမှရှိတဲ့လူငယ်တွေရဲ့ဖွဲ့စည်းထားပါတယ်ဟုတ်ကျွန်တော်ဒီပြီးလို့ရှိရင်ကျွန်တော်တို့အမြဲမြဲတဲ့ဒီတရင်မှာလူငယ်နဲ့ဖွဲ့စည်းထားတော့နောက်ထပ်ဒီလူငယ်တွေထပ်ခေါ်ဖို့ရှိတဲ့ဆိုရင်မိဘတွေလည်းမိကြရှိပါတယ်ဆိုတော့ကျွန်တော်ထပ်ခေါ်ဖို့ရှိပါတယ် အဲအသက်ဆက်ရှင်နေပြပြီးတဲ့ဒီဇိုင်းပေါ့နော်ကျွန်တော်ဒီကျွန်တော်တက်မှာဟိုကျင့်စာတက်ကောင်းမွန်တဲ့သူအပြင်မှာခံရတဲ့သူကျန်းမာရေးကောင်းမွန်တဲ့သူတွေအဲဒီစိတ်ဓာတ်ကံချက်ပြည့်တဲ့သူတွေကိုကျွန်တော်တို့ကြိုဆိုပါရစေကျွန်တော်နဲ့လာလို့ join လို့ရပါတယ်ကျွန်တော်တို့တင်ရင်ပြမှာအာလာလို့ဆက်ပြီးဒီနေရာကိုရောက်ပါပြီဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလိုထုတ်ကိုလည်းအဲကျွန်တော်တို့က arm shop ပဲနဲ့ပေါ့နော်ဆက်ပြီးတော့တောက်ခံပြဖို့ကျွန်တော်တောင်းတောင်းဆိုပါရစေအဲကျွန်တော်လည်းဒီတိုင်ရင်းတွေထက်ခွဲတဲ့လူတွေထက်ပြီးတော့ဖြည့်ခြင်းနဲ့ဟိုဒီကျွန်တော်ဒီ dollar ရေးတက်ခိုက်ရေးကိုကျွန်တော်ဆက်ပြီးတော့ဖြည့်တဲ့စင်ရောက်ဖို့အတွက်ကျွန်တော်ဆက်ပြီးကြရမှာပဲဟုတ် 也，刚才在座的兄弟，大到家一定要认真听。 အော်လမ်မျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ကိုဂျက်ရီပိုလူရှင်း channel လေးရပြန်လဲကြိုဆိုလိုက်ပါတယ်။ video တွေရရှိမလို့သွားပေးကြပါတော့ယနေ့ match လ22ရက်နေ့တောက်ကြနေရဲ့ညပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့မွန်ပြည်နယ်ရေးမြို့နယ်ပြည်တော်စုလမ်းမကြီးပေါ်မှာရှိတဲ့အချမ်းဘတ်စစ်တဲစကန်ကုန်းကိုလက်နက်ကြီးနဲ့ပစ်ကတ်တိုက်ခိုက်ရမှာတော့စစ်ကောင်စီတပ်သား3ဦးနဲ့မင်းဧဆုံးသွားကြောင်းရေးပျောက်ကြားတက်မှတာဝန်ရှိသူတွေကပြောထားတာတွေ့ရှိရပါတယ်။ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ယူဟာ33နေမြီတွင်းမှာရှိတဲ့အမှတ်၈ပြည်ထောင်စုလမ်းမကြီးဝမ်းကြိုက်ကြီးရွာနီးမှာတဆွဲထားတဲ့ကျမ်းဘတ်စစ်တရဲစကန်ကုန်းကိုတော်လိုင်းတဖွဲ့များကလက်နက်ကြီးများဖြင့်ထောက်ချိန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းတိုက်ခိုက်မှုတွင်မှာတော့လက်နက်ကြီးကြီးများဟာအကျမ်းဘတ်စစ်ကောင်စီတပ်သားများရှိရာနေရာသို့ကျရောက်ပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သား3ဦးထဲမှနေသေးဆုံးကတကြက်ကြီးတဦးပါဒဏ်ရာရရှိခဲ့ကြောင်းရဲသည်တွေကပြောထားတဲ့သတင်းရသိရှိရပါတယ်။ဒီပါတိုက်ခိုက်မှုကိုတော့ဒေါနာတရင်ဒေါနာစစ်ကြောင်းနှင့်ရေးပြောက်ကြားတဖွဲ့ WGF နဲ့ဥပပေါင်းမှမြတ်ဖြစ်သောရာမညစစ်ကြောင်းနဲ့ KNL တရင်နှစ်ခုတို့ကပူးပေါင်း ုတ်သွောင်းကခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များကတော့အထိကဲမရှိပြန်လဲဆုတ်ခွာနိုင်ကြောင်းအပါရဲတတရင်တို့မှာတော့မကွေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်များကဝန်ထမ်းများနဲ့ပြည်သူများကိုမန်းရွှေဆက်တော်ဘုရားဘောကိုမဖြစ်မနေလာရောက်ရန်စစ်ကောင်စီကဒိန်းချောက်စင်ခေါ်နေကြောင်းဒိန်းချောက်စင်ခေါ်ခံရတဲ့ဝန်ထမ်းတဦးကပြောထားတာကိုသိရှိရပါတယ်။စစ်ကောင်စီနေနဲ့ကတော့မင်းမှုမြို့နယ်မှာဧပြီလ၂ရက်နေ့မှာဧပြီလ၁၉ရက်နေ့ထိ၂၅ရက်ကြာမန်းရွှေဆက်တော်ရာဗုဒ္ဓပူဇော်ရာဘုရားဘောကိုကျင်းပလျက်ရှိတော်လဲလူစီကားမှုမရှိဘဲဖြစ်နေကြောင်းသိရပါတယ်။ဒါကြောင့်စစ်ကောင်စီကမကွေးတိုင်းစစ်ကောင်စီတန်တို့ မန်းရွှေစက်တော်ဖရဲဘော့ကိုမဖြစ်မနေလူစီကားစီရေလုဆောင်ရန်ညွန်ကြလာကြောင်းသိရှိရပါတယ်။ဒါကြောင့်မကွေးတိုင်းစစ်ကောင်စီကတိုင်းတွင်းရှိမှရှိတဲ့မြို့နယ်များကဝန်ထမ်းများနဲ့ဒေသပြည်သူများကိုမန်းရွှေစက်တော်ဖရဲဘော့ကိုအုပ်စုလိုက်မဖြစ်မနေတွားရောက်ကြရန်ပြပေးခိုင်းစီလျက်ရှိကြောင်းနဲ့ဝန်ထမ်းတွေကထုတ်ဖော်ပြောထားသိရှိရပါတယ်။ဝန်ထမ်းမိသားစုတွေကတော့မြို့နယ်လိုက်ဌာနလိုက်မန်းရွှေစက်တော်ဖရဲဘော့တွားခိုင်းတယ်။ဤစိတ်နဲ့ကာစီစဉ်ပေးတယ်။အလက်ကျမြို့နယ်ယုံတွေဌာနတွေလိုက်တွားခိုင်းတယ်။ ွင့်ရတီလည်းပေးနေပါတယ်လို့အကွေးမျိုးဘော်ကကြောင်းဆရာမတူကလည်းပြောထားတာသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့အကွေးတိုင်းမြိုင်မျိုးနဲ့ကန်နီပြူစောတိကြည့်ရမှာကင်းဆောင်နေတဲ့ပြူစောတိတူကိုစနိုက်ပါနဲ့ပြစ်ခတ်တက်ခတ်ခဲ့ရမှာညော်စင်ပုံမပြုတ်ကြသေးဆုံးခဲ့ကြောင်း MPA မြောက်ပိုင်းဆုံးမြိုင်ပကပကတာဝန်ရှိသူကထုတ်ပြန်ပြောထားပါတယ်။အာမြိုင်မျိုးနဲ့ကန်နီပြူစောတိကြည့်ရမှာညော်စင်ပုံမကင်းဆောင်နေတဲ့ပြူစောတိတူကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကစနိုက်ပါနဲ့ပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်ပါတယ်။စနိုက်ပါနဲ့ပြစ်ပြီးပြန်ဆုတ်လာတာ ပြန်လည်ပြစ်ခတ်မှုကတော့သူတို့ဘက်ကတော့ပြစ်တယ်ကိုယ့်ဘက်ကနည်းနည်းပဲပြစ်ပြီးပြန်ဆုတ်လာတာညော်စီဘောကတကောင်ကိုပဲစနိုက်ပါနဲ့ပြစ်ချပြီးတုတ်ကြလာတယ်နဲ့သူတို့ဘက်ကလည်းအင်ရန်ကတာလာတယ်နဲ့ပြန်ဆုတ်လာတာကျွန်တော်တို့ဘက်ကတော့ရဲဘော်တွေအားလုံး NDA ကင်းမာတွေတို့လည်း MPA မြောက်ပိုင်းစုံမြိုင်ပတ်ခတ်ပါတာဝန်ရှိသူပြထတာသိရှိကြပါတယ်နောက်ထပ်သတင်းတို့မှာတော့ပြည်ရင်မျိုးသားစီယုံ ENU ဘိုးဌာနချုပ်ဤမှာတော့နေရယူတဆွဲထားတဲ့ viewer scan စီကိုအကောင်စီတက်ကလေချောင်းကနေရိတ်ခါဖြည့်တင်းနေတယ်လို့ပြည်ရင်စီရေးသတင်းမိခေါ်ပေါ့ထားပါတယ်အေးတက်စကန်ဟာလိုင်းပွင့်မြူနဲ့ကလော်ဂရိုက်ရှမ်းရွာတင့်မြောက်မှာရှိပြီးတော့ ဒီဝါစကန်ဖြစ်ပြီးမက်စလာ19ရက်နေ့ကနေပြီးတော့ရဟန်းရင်နဲ့ဒိတ်ခါလာချပေးတယ်လို့လည်းသိရပါဗျ။ကလော့ဂရိုက်ယူဝါကုန်းဟာ TNU ရဲ့နေမည်တမပုံရဖန်အန်ခိုင်တမခွန်နေမည်မှာရှိတာဖြစ်ပါတယ်။လိုင်းဘွတ်မျိုးနဲ့မက်တလီရှမ်းရွာသစ်လိုင်းဘွတ်ကားလမ်းပေါ်မှာနေရာယူတဆွဲထားတာဖြစ်ပြီးအိုင်းနေဆက်အနီးမှာရှိတဲ့ TNU ဘိုးဌာနချုပ်နဲ့အနီးဆုံးရှိတဲ့ကန်လည်းဖြစ်ပါတယ်။ TNU နဲ့ပူပေါင်းတပ်တွေရဲ့ဖျက်တောက်တိုက်ခတ်မှုကြောင့်ရှမ်းရွာသစ် viewer စကန်ကုန်းစီကိုမြေပြင်ကနေရိတ်ခါပို့ဖို့မလွယ်တာကြောင့်စစ်ကောင်စီကလေကြောင်းကနေရိတ်ခါပြင်တင်းနေတယ်လို့ အခန်းရဲ့ခန်းစစ်ကိုလည်းအင်စင်နေတယ်လို့ပြည်သတင်းမြစ်ကဖော်ပြထားပါတယ်။နောက်ထပ်သတင်းတော့မှာတော့သခိုင်းတိုင်းအင်းတော်မျိုးကိုစစ်ကူလာတဲ့စစ်တပ်ပူးပေါင်းစစ်ကြောင်းကိုတိုက်ခတ်ခဲ့ရမှာတော့စစ်ကောင်စီဘက်မှအရာရှိနဲ့စစ်သား33ဦးတေဆုံးပြီး32ဦးရှင်ဖမ်းမိကလက်နက်54လက်သိမ်းဆီးရရှိခဲ့ကြောင်းအမတ်တစ်စစ်ဒေသကထုတ်ပြန်လိုက်ပါပြီ။ဒါဟာသခိုင်းတိုင်းအင်းတော်မျိုးနယ်အဆက်ကတာမျိုးနယ်ပင်းလွရွာနီပန်တောင်ကြီးပန်တောင်လေးတို့မှာကတာမျိုးခမရ339ကနေထွက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခတ်ခဲ့ကြောင်း ကိုပါစစ်ကြောင်းစစ်တမဗိုလ်မှူးလင်းထက်ဦးစီးပြီးကမာယာ106ကမာယာ309ကမာယာ6တို့ပူးပေါင်းထားသောအင်အား150ခန့်ပါသောစစ်ကြောင်းပြောင်းတည်ရပါတယ်။စစ်ကောင်စီရဲ့ပူးပေါင်းစစ်ကြောင်းကို KIA, PDF, ကတားခရိုင်တရင်တမိုးဒတိုက်နဲ့ပတ်ကဖာနဲ့ကတားမြို့နယ်ပတ်ကဖာပူးပေါင်းဖွဲ့တွေကတိုက်ခတ်ခဲ့ရမှာစစ်ကောင်စီဘက်က33ဦးသေဆုံးပြီး10ဦးထိခဲ့တဲ့အရာကြောင့်တပ်တုံမှန်းဖြစ်စစ်သား32ဦးကိုဖမ်းဆီးရမိကြောင်းတော်လိုင်းရဲဘော်2ဦးလည်းစိတ်မကောင်းစွာဖြင့်ကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။စစ်နာတောင်းနားလေတယ်အဲ့တော့ကျော်စိုးဦးကတော့ တတိပုဂ္ဂလအနေနဲ့ပြင်ဦးလင်ရပြိုင်ဖို့အခြေအနေရှိတယ်ပြင်ဦးလင်မှာလည်းကျွန်တော်အမှန်တမ်းပြောမယ်ပေါ့နော်မဲဒီဟိုလွတ်တော်ရွေးကောက်ပွဲတွေလှုပ်လာမယ်ဆိုရင်တော့ကျော်စိုးဦးကပြင်ဦးလင်ရနေပြီးတော့မှတတိပုဂ္ဂလနဲ့ပြိုင်မယ်အဲနောက်တစ်ခုနောင်တော်လေးလည်းပြိုင်မယ်ထင်တယ်ပြီးမပုတုလည်းပြိုင်မယ်အရေးကြီးလာပြီပေါ့နော်ကျွန်တော်တို့ဟိုတက်မတော်အနေထားတစ်ခုတည်းပေါ့နော်ဒီ ဒါကျွန်တော်နည်းနည်းဖတ်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာဟွာလေးတွေရှိတယ်ဒီရွေးကောက်ဝင်းနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှအရန်ရေးကြည့်ရလေးတွေရှိတယ်ပေါ့နော်ကြာတော့ကျွန်တော်10မိနစ်လောက်သတင်းပါမယ်ကျွန်တော်တင်မရမယ်ပါကျွန်တော်ပြန်မရှာခြင်းဘူးအကျော်စိုးဦးတို့ပြိုင်မယ်ကျော်စိုးဦးတတိပုဂ္ဂလနဲ့တတိပုဂ္ဂလနဲ့သူပြင်းလျာနေပြိုင်မယ်မပုတုလည်းဟွန်းမပုတုဆိုတာကျွန်တော်ရိုသေတမှုနဲ့ခေါ်တာကောင်မလေးက29နှစ်ပဲရှိတယ်အသက်ကသူလည်းပြိုင်လောက်တယ်ရာသီသွေးရာသီသွေးမပုတု စိတ်ကြီးကနောင်တို့တို့ဘာလို့ဘက်ကနေသူပြိုင်နိုင်မယ်ထင်တယ်အဲပြီးနောင်တော်လေးလည်းဘေးကပြိုင်မလဲမသိဘူးဒါပေမဲ့ကျွန်တော်တို့ကတော့သူ့ဘာသူပြိုင်ပြိုင်မပြိုင်ပြိုင်ကျွန်တော်တို့ကအားပေးရမှာဝင်ရမှာအဲကျွန်တော်တို့တာဝန်ပဲဘာလို့လဲဆိုအဲ့တော့မှလွတ်တော်လေးမှာရောက်သွားမှဒီလိုလူတွေလွတ်တော်လေးကိုရောက်မှလွတ်တော်လေးကိုရောက်မှပေါ့နော်ဒီလိုလူတွေလွတ်တော်လေးကိုရောက်မှသူတို့တိုက်ရိုက်တရားဝင်လွတ်တော်တွေကနေပြီးတော့မှနာယကာကြီးတွေကိုသူတို့ကတင်ပြခွင့်ရှိမှာလေ။နောက်ပြောလို့ရှိရင်သူတို့တင်ပြခြင်းတဲ့အရာတွေကိုတစင်ကန်တစင်ကန်ပြီးတော့တင်ပြနေအောင်မယ်။အခုဆိုရင်ပါလေဗိုလ်ချုပ်စော်မင်းထွန်းလား။ဗိုလ်ချုပ်စော်မင်းထွန်းတို့ဆိုတာရင်းနှံကြောင်းသားတွေပေါ့ ။အဲအားလုံးပဲမပူတူရဲ့ကျော်စိုးရဲ့နောင်တော်လေးရဲ့နောင်တော်လေးဆိုပူလေးသားပါ။ပူလေးသားအသားတွေကလောက်ထွက်ကောင်းနေပေါ့ဗျာ။ဒီကောင်းလေးပေါ်မတတိုက်ကနေပြီးတော့အခုဆိုရင်တော့မကြခင်မှာပြုလို့ကျင်းပါမယ်။သူတို့အဘရဲ့ဘေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ဖို့အတွက်နေရာတွေချနေတော့တွေ့ရပါတယ်။မပူတူဆိုရင်လည်းဒါတွတ်တော်မှာပူတူမှဆိုပြီးတော့ပြောကြည့်နေတယ်တက်ပြောရမှာပေါ့ဗျာ။ကျပါပြောဒီကောင်တွေကိုအခုလွတ်တော်တက်ပြီးလွတ်တော်အမတ်ဒီပိုင်ဖြစ်သွားရင်တော့ပုံပြသဘောကြပါတယ်ဘာလို့လဲဆိုတော့ဒီကောင်တွေလွတ်တော်မဖြစ်မှာပြင်ထွက်လာမှာအခုဆိုရင်ကောင်တွေပုံပြီးတော့ဒီကောင်တွေအောက်နောက်ကနေပြီးတော့ဩနေကြတာဆိုရင်လည်းကျွန်တော်တွင်းကုန်းသားလားမသိဘူး သူမိမလက်မှတ်ကုန်းတူလားမသိဘူးလက်မှတ်ကုန်းတူသူမိမနာမည်မတင်းသိမ်းအောင်လားဘာလားမသိပါဘူးကျွန်တော်နဲ့အောင်ကြောင်းနေပဲဖြစ်တော့တယ်ဒီလိုဗျလွတ်တော်တွေကိုရောက်မဲ့လူတွေကိုကျွန်တော်တို့ကအခုချိန်နဲ့ရွေးချယ်ထားရတော့မယ်ဘာလို့လဲဆိုတော့တက်မတော်ကာကွယ်ဦးစီးချုပ်နိုင်ငံတော်ဝန်ကြီးချုပ်ကဒီရွေးကောက်ွယ်ကိုမဖြစ်ဖြစ်အောင်လုပ်ပါဟွန်းမဖြစ်ဖြစ်အောင်လုပ်ပါမဖြစ်ဖြစ်အောင်လုပ်ပါကျွန်တော်ကတော့လွတ်တော်တွေမဝင်ဘူးကျွန်တော်ကအပြင်းအနေဝုန်းမယ်ကောလွတ်တော်တွေမှာစော့ပေါက်ကြရည်လို့ကျွန်တော်လည်းပြောမှာ ကျွန်တော်လည်းအော်အော်ပါလေကျွန်တော်အော်တဲ့ကောင်လေးအော်တဲ့ကောင်ဆိုတော့ကျွန်တော်တွတ်တော်လေးဝင်ကျွန်တော်အော်လို့မရတော့ဘူးသိရမလားမတော်လက်ကလေးယူပြီးတော့ကျွန်တော်မအော်ရဲမပြောရဲဖြစ်မှာတောက်လို့ကျွန်တော်ကဘဒူပေးတာကန်းတာမှလည်းမစားဘူးဟုတ်လို့လေမပြောလွတ်တော်လေးမှလည်းအာကျွန်တော်မိုက်ခဏခဏပိတ်ခံရမှာအဲဇော်ဘွင်းအဲဟွာလွတ်တော်လေးမှဟွာဖြစ်တဲ့အော်ပဲဆွေးနွေးပါတော့ဘာလို့ဖြစ်တော့ပါလေသိရမလားအဲ့တော့ကျွန်တော်ကလွတ်တော်လေးမဝင်ဘူးကျွန်တော်လည်းစောက်ပါလွတ်တော်လေးဝင်လို့မရဘူးသိရမလားဟုတ်အဲကျော်စိုးဦးတို့မပုတို့တို့ဝင်ခိုင်းပြီးတော့ကျွန်တော်အပြင်းကြီးဝုံးမယ်ကောင် အပြားနေရောက်တော်သောဦးမင်းဒါမပြောဘူးလားမင်းပြောတော့ပြည်သူအတွက်ဆိုပြည်သူအတွက်မင်းကိုမင်းကိုပြည်သူတွေမဲပေးလိုက်တာမင်းကလူတို့တွေရောက်ခါကြမှာတို့ချိုးတာလားလို့ကျွန်တော်ပြောမှာအမပုတုလေမပုတုလူတို့တွေနေနေလူတို့တွေဝင်တော့ငါလူတို့တွေဝင်ခင်တော့ငါတို့တွေအားလုံးဝင်ရံခဲ့ရတာလူတို့တွေရောက်ရင်ငါတို့နေစိတ်ကြီးကောင်လိုအပြိုင်စိတ်ကြီးကောင်လိုပြည်သူတွေလူတို့တွေအတွက်ကောင်းအောင်လုပ်ပေးရမှာလေနေအခုကျတော့နေကဘာဆောက်ချိုးချိုးရတော့မတာမှာလေးသေးရင်ကုန်မှာလေးဆိုပြီးကျွန်တော်ဆဲမှာကျွန်တော်အဲ့လိုကောင်း ။အဲအားလုံးပဲဒါအုပ်ကြီးကြီးအမြင်ဘောမာတွေကသူတို့အဘအစ်ကွေးမင်းအောင်လိုက်လို့ပဲထမင်းလိုဟင်းလိုကိုယူနေကြပါပြီ။အာနာတွေယူအာနာတွေလူချင်းသူတို့သွားနေတဲ့လမ်းကြောင်းကဘယ်ဟုတ်သွားကျင်လို့ဘာလို့လုတ်ချင်နေသောသူတို့မှသူတို့မှရှိပြီးသားပါမြန်မာနိုင်ငံကပြည်သူတွေကိုလည်းလုံးဝထင်သေးတာကြပါလေ။မနက်မှာရှိတဲ့ပြည်သူတွေကသူတို့လက်ခုပ်ထဲမှာရှိတဲ့ရေးဆိုပြီးတော့ပဲမင်းအောင်နိုင်တယောက်မြင်သူတွေလည်းမြင်နေရောတွေ့ရပါတယ်။မင်းတို့ဟင်းတို့ယူနေတဲ့မင်းတို့အဘစစ်ကွေးမင်းအောင်နဲ့အတူမင်းတို့စစ်ကွေးတောက်တိုင်ဘောမတိုက်လည်းလွတ်တော်ထဲတော့ရောက်မှာတော့မဟုတ်ဘူး။တေချာတစ်ခုကတော့ ေဝေးမှာနေရာလူရမှာတော့အသေးကြပဲမယုံရင်စောင့်ကြည့်လိုက်မင်းတို့ကိုပြီးသူပါပေးတယ်ပြည်တော်မင်းတို့တာကင်ခံရမှာပဲဟိုမောမောနေမှာပေါ့နော်မောဝါနေမှာသူအမှတ်တရပြောတဲ့စကားလေးတစ်ခုရှိတယ်အဲ့ဒါလေးလည်းကျွန်တော်အဲထည့်ပြောချင်လို့ကျွန်တော်ဒီနေ့ထည့်ပြောဘာဖြစ်လို့ပါနော်မောင်ပြင်းနေမောင်နဲ့ပတ်သက်တဲ့မောင်နေပေါ့ဗျာမောင်နေပေါ့ဒီလိုပြောတာလွယ်ခွာမောင်နေပေါ့လွယ်ခွာမောင်နေပေါ့နော်ဆိုတော့အာမောင်ပြင်းနေနေအခမ်းအနားဘုံဂျုံမူကြီးကပြောတဲ့စကားလေးကလိုရင်းနာ point လေး short to the point လေးပြောရင်တော့လက်နက်ကင်တိုက်ပွဲတွေရက်ပေးကြဖို့ဘုံဂျုံမူကြီးကသူပြောတာလက်နက်ကင်တိုက်ပွဲတွေရက်ကြပါလို့သူကပြောတာခေါင်းဆောင်တောက်နေတယ်သူပြောတာဒီချိန်မှာ တော့ဘာပြောလဲဆိုတော့อืมလိုရင်းအပိုင်ဖတ်ပြပါဦးမယ်နော်ယနေ့ဖြစ်ပေါ်နေတဲ့လက်နက်ကိုင်ပြိပခါနဲ့လက်နက်ကြမ်းမဲ့တိုက်ခိုက်မှုကတဲ့နိုင်ငံရေးအမြင်မတည်ညီမတူညီမှုတွေကိုအခြေခံတကယ်တော့တတိတခြားရက်တီလိုစိတ်နဲ့အတ္တချိုးစည်းပွားကိုသာရှဲတင်နေခြင်းကြောင့်လဲတဲ့ပေါ်ပေါ်လာခြင်းဖြစ်တယ်တဲ့နေမြေတီးတီးမှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ပြည်ရဲ့အမြင်ခံကြမ်းမဲ့သမားတွေရဲ့တိုက်ခိုက်မှုတွေကြောင့်နိုင်ငံတော်အခြေအနေအခြေခံစောက်အုံတွေဒေသခံပြည်သူတွေအသက်အိုးစီးစီးနေပြတ်သုံးလာပြီးတော့ဆင်းရဲဒုက္ခတွေရောက်နေကြပါတယ်တဲ့အကြမ်းဖက်မှုတွေကိုနောက်ွယ်မှာပြည်တွင်းပြည်ပကအမျိုးမျိုးသောပတ်မှုတွေနဲ့သွေးလုံးလုံးဆောင်မှုတွေမှာပါဝင်နေတယ်ဆိုတာကိုလည်းနိုင်ငံသားတိုင်း တတိချက်တင်ပြီးတော့စီလုံးညညမှုပြပြရာကနေဖြစ်ပေါ်လာတဲ့ဆင်းရဲဒုက္ခတွေကိုသင်ခန်းစာယူကြဖို့အချိန်ခါလေးကြောက်နေပါပြီတဲ့ယနေ့လက်နက်ကင်တိုက်ပွဲများနဲ့စူပူကြမ်းမှုများလှုပ်ဆောင်နေကြတဲ့တိုင်းသားလက်နက်ကင်တွေနဲ့တပ်ဆိုင်အဖွဲ့အစည်းပတ်သက်သူတွေဟာတဲ့ပြည်သူတွေကိုဒုက္ခရောက်စေပြီးတော့နိုင်ငံကိုအန္တရာယ်ကျအောင်စေတဲ့လှုပ်ရက်တွေကိုနိုင်ငံနဲ့ပြည်သူအကျိုးရှေ့ရှုပြီးတော့ရပ်တန့်ပေးချဖို့အတိပြေမှာကြလို့တယ်တဲ့နိုင်ငံသူနိုင်ငံသားအလုံးစီလုံးညညစွာနဲ့ပြည်သူစုကိုရင်ခံပြီးတော့နိုင်ငံကိုဝိုင်းဝန်းထိမ့်သိမ့်ကာဝယ်ဆောင်ရှောက်ပေးသွားချဖို့တိုက်တွန်းပါတယ်တဲ့ဆိုတော့အခုလက်ရှိလက်နက်ကင်တိုက်ပွဲဝင်နေတဲ့နော်ကျမ်းဖက်ဖွဲ့စည်းတွေစူပူလုံးကျော်အုံအုံကြွားနေတဲ့သူတွေဒါတွေအကုန်လုံး လက်နက်ကင်တိုက်ပွဲတွေရပ်ပေးကြဖို့တိုက်တွန်းတာရပ်ပေးကြဖို့တိုက်တွန်းတာရပ်အဲ့လိုရပ်ပေးမှ तू ကလည်း ceasefire လုပ်လို့ရမှာဒီဘက်ကမရပ်ဘူးဆိုရင်ဒီဘက်က ceasefire လုပ်လို့မရဘူးတပ်မတော်ကကြတော့ ceasefire လုပ်မယ်လို့ဒီနေ့တနတ်တန်တချမ်းမောင်ဖောက်နေဆိုရင်တပ်မတော်တချမ်းမောင်ဖောက်ဘူးတပ်သွေးတန်တပ်မင်းက तू ကတပ်မတော်အမိတ်လိုက်လိုက်နာတယ်တနတ်တန်ဖောက်လို့လည်းမရဘူးလीပြည်ရင်တက်တွေလည်းရှိမှမရှိတော့တာကြီးဘုံနေပဲကျေလို့ရတော့မှာကဲတော်မျိုးမင်းတကောင်ကတော့ပြောသွားပါလေဒီကန်အဆောက်အုံတွေပြက်စီးရတာတော်လိုင်းကြီးတက်တွေရောက်ဆိုပြီးတော့ပြောသွားပါလေဒါပေမဲ့ तू ဘယ်လိုပဲပြောပြောဘုံကျေလို့ဒီကန်အဆောက်အုံတွေပြက်စီးရတယ်သူတို့သိပါလေဒါပေမဲ့ တစ်ခွေးဘောမှာကြောက်တိုင်နေဆိုတဲ့အတိုင်းပဲဇက်ကနေပြီးချင်းကြယူကိုစကားထွက်ဖို့ကလွယ်ပြီးတန်တာမရှိပါဘူး။ဒါကြောင့်ဒီလိုကောင်းလီရလည်းမြန်မာနိုင်ငံကိုဖျက်ဆီးတဲ့တမိုင်းပေးတဲ့ခံနေဖြစ်ပါတယ်။ကောင်းလီလိုလုံးဝမေးလို့မရတဲ့အနေထားတစ်ခုပါ။အဲ့တိုင်းပဲစစ်ခွေးစော်မဲလုံးကတော့မြေနဲ့တက်တက်ပြောလို့ရှိပါတယ်စစ်မှုထမ်းဥပဒေအရမိသားစုထဲမှာယောက်ျားလေး၃ယောက်ရှိရင်ယောက်ျားလေး၁ယောက်ကတော့စစ်မှုထမ်းမှာဖြစ်ပြီးအဲနဲ့၂ယောက်ကတော့လူငင်းငွင့်ရှိမှာပါတယ်အဲ့လိုပဲလက်ကျစနစ်နဲ့ထမ်းရင်ထမ်းရမယ်ဒါမှမဟုတ်လေ၁ယောက်ခဲတာထမ်းရမှာအတိအကျဖြစ်ကြောင်းဒါဟာနိုင်ငံတကာဥပဒေစံချိန်စံညွှန်းနဲ့ညီညွတ်ကြောင်း တကယ်လို့ညီကိုနှစ်ယောက်ရှိခဲ့မယ်ဆိုရင်တဦးသာတောင်းဝင်ထမ်းဆောင်ပြီးတော့တဦးကတော့မိသားစုကိုပြန်လဲစောင့်ရှောက်နေဖို့အတွက်နေခဲ့မှာဖြစ်ကြောင်းကိုဒီလင်းကြေညာပါတယ်ဆိုပြီးတော့အင်းကြယူစကားတွေတက်ပြောပြီးအချိန်မှာပဲလက်ရှိမြေမှာဖြစ်ပေါ်နေဒီနေ့ကတော့ဒီရသက်သက်တခုပါပဲဒီခွေးတွေဆိုတာဗဇက်ကနေပြီးတော့ခွေးစကားပဲထွက်တာကတော့အမှန်ပါပဲဒါကြောင့်ဒီလိုခွေးစကားထွက်တဲ့ကောင်တွေကိုခွေးစကားမပြောနိုင်တော့အောင်ခွေးတွေကိုရှင်းပြရမှာလဲတို့တော်လိုင်းရေပေါ်ဒီနေ့တော်လိုင်းပြည်သူတွေတောင်းဝင်ဖြစ်ပါတယ် အမနေတာကတာဂီရမြို့နယ်ခုနှစ်ရက်ကွယ်အောင်တပြည်အရှိလေးလမ်းအိမ်နံပါတ်41မှာနေတယ်မဟုတ်ဟွန်းအော်အမအမအမသားကြီးရဲ့ဟိုဟာစုမှုတန်းဖြစ်စဉ်အကျဉ်းလေးပြောပြပါဘူးအမသားကြီးသားကြီးကစုမှုတန်းဖြစ်တယ်ဆိုတာကညိုနေပထမသားငယ်ကအဲ့လိုမအေးပေါ်ဆိုးလို့အုပ်ကြီးကိုသွားတိုင်နေရရက်ကဟိုနေအုပ်ချုပ်ရေးဖို့သွားတိုင်နေခါကြတော့ဒီကဆိုးရင်စုမှုတန်းနဲ့ထည့်မယ်ဆိုပြီးတော့ပြောခဲ့တယ် အဲ့စကားရှိတယ်လက်မနဲ့ထိုးပေးခဲ့တယ်ဟွန်းစုလန်းနဲ့ထည့်ပေးမယ်ဆိုပြီးတော့ထိုးပေးတဲ့အချိန်မှာလင်းကားရနေတော့တားငယ်အိုက်ချစ်ချစ်ကိုကိုနိုင်ရပျောက်သွားချစ်ကိုနိုင်ရပျောက်သွားပျောက်လဲပျောက်သွားအဲ့ဒါနဲ့အမအမသားဗမာလဲအမသားဗမာလဲအုတ်ချိုရမှုကလာမေးတဲ့ဟိုနေ့ရသုံးဝလာမေးရောလာမေးတော့အနေသူ့ရဲ့အထက်ကတားကြီးသူရိနိုင်ကအမေအမေသားစားတောင်းဝင်ပေးလိုက်မယ်သူ့ရဲ့ကိုစားကိုဝင်ပေးတယ်အဲ့အုတ်ချိုရမှုယုံပါမယ် အမှဝင်ပြီးတော့နောက်ညနေအော်တိုနဲ့ထွဲဖို့ရုံးကိုကျမကိုယ်တိုင်လိုက်ပြီးတော့လက်မထိုးပြီးတော့ထည့်ပြီးရဲ့တားငယ်ချစ်ကိုနိုင်အောင်ဘယ်လိုရောက်သွားလဲမသိဘူးတားငယ်ချစ်ကိုနိုင်ကဒီသူ့နဲ့မောင်သူရိနိုင်ရက်20ကျော်လောက်ကြာတဲ့အချိန်မှာ तू ကပြန်ရောက်လာပြန်ရောက်လာတော့အဲ့ဒီဘယ်ကပြန်လာလဲလို့ပြီးတော့ तू ကအမေတဲ့တားကိုပသိငါနဲ့ထောင်တလားကြာလို့တားခုမှပြန်တော့လာတာဘဒုဘဒုကချလိုက်တယ်လားမသိဘူးဘယ်ဘယ်ဟိုးစားနေတကုံ20နှစ် အဲ့ရမတင်ငါမှုနဲ့သူ့ချလိုက်တယ်လို့သူပြောတယ်အဲ့ရနဲ့သူ့ဖမ်းပြီးတော့ချလိုက်တယ်ထည့်လိုက်တာပေါ့နော်အိုင်ဖုန်းနဲ့တော့ထောင်နဲ့ထည့်လိုက်တဲ့အချိန်မှာအဲ့နဲ့ तू ကတရက်လောက်နေတဲ့အချိန်မှာ तू ကဖက်နဲ့သွားဝယ်တာမနေ့၁၀နာရီထိုးပဲရှိသေးတယ်ရက်ွက်အုတ်ချုပ်ရေးမှုယုံဟာဥယံတော်ထေးနော်အုတ်ချုပ်အုတ်ကြီးတွေကလည်းခွေးချောင်းချောင်းနေတာလူရဖို့တော့ကဘာလို့သူအချားနေရနေပြီပတ်စံယူထားဖြစ်တဲ့အတွက်အဲ့လူတွေပတ်စံယူထားတဲ့သူတွေစာအုပ်ပြင်းနဲ့ထိုးဖို့ဆိုရင်တော့ဒီလိုမျိုးအေကန်လူတန်းစားတွေကိုလက်ရှာနေတဲ့ဥပဒေပေါ့ဗျာ အကြောင်းလေအဟုတ်တီးခံနေရတာပါဝေမှုဥယျာဏောင်ထေရသူ့ရဲ့အခွင့်သူပြောတာတော့9ရောက်လောက်ရှိနေတယ်ကားပေါ်သူအဲ့အုတ်ချုပ်ရမှုစီးတဲ့ကားပေါ်အတင်းဆွဲတင်ညာတယ်ဆွဲတင်ပြီးခေါ်သွားတယ်အမဘလို့တိလဲမသိဘူးအမဘလို့လို့တိလဲဆိုတော့ညအဲတားလုတ်တဲ့လူကစူဆောင်းရံနေပြီးဖုန်းနဲ့ဆက်လို့မမသိရအဲတိတဲ့အချိန်မှာအမအုတ်ချွေးမှုရုံကိုသွားပြီးတော့ဘာလုတ်တာလဲလို့ပထမသားကြီးထည့်ပြီးပြီလေလို့ငါသားလေးကခုမှထောင်ရလွတ်လာနှစ်ရက်ပဲရှိသေးတယ်နင်တို့အဲ့လိုမလုတ်သိဘူး တကယ်သူတို့ကတော့ဟိုကိုမကျမမသိဘူးထင်လို့သူတို့ကတော့ဟိုကသွားပြောတော့ဟုတ်တယ်တဲ့အမကထဲလိုက်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အမကသွားဟာတယ်ဟိုမှာအမလက်မထိုးပေးထားတာဟာလက်မထိုးပေးတာသားကြီးကိုထည့်ပေးပြီးပြီလေတို့သားညောင်လို့ဆိုသေဘောတို့ငါငါမသားညောင်လို့သားညောင်ပဲရှိတာလေတို့ညအဲ့လိုတော့မလုပ်သိဘူးညမတရားမလုပ်သိဘူးအားလည်းမရောမရဘူးလေကျွန်တော်တဲ့ဟိုမှာဟိုနေဖြစ်လို့တဲ့ဟိုအမတို့တဲ့လက်မထိုးရတဲ့အချိန်နဲ့ဟိုကပါလို့တဲ့ကျွန်တော်ထည့်ပေးလိုက်ပြီတဲ့ အဲ့နဲ့ကျွန်မလည်းအဲ့နဲ့မိုးနေဖြစ်တော့စိတ်ထဲမကောင်းတာနဲ့အာမြို့နယ်ထိုးရုံကိုသွားပြီးတော့အခုကြီးသွားတောင်းလဲထိုးရုံကပြောပါတယ်ဒါပေမဲ့တားနှစ်ယောက်ဆိုတာကျွန်တော်တို့ကသိတာမဟုတ်ဘူးနော်တဲ့ဒီအမားတို့အုတ်ချုပ်ရည်မှုရန်တော်ထေးကသိရမယ်ဥယျာဉ်တော်ထေးကသိရမယ်ကျွန်တော်တို့ကအထက်ကမသိဘူးတဲ့သူသိရမယ်အခုကလွန်ကုန်ပြီလေအကုန်လုံးနှစ်ယောက်လုံးကအကုန်လုံးဟိုနေစုဆောင်ရရင်ညနှစ်ယောက်တော့ကြာတော့ဒီတင်နန်းအထိရောက်သွားတော့ဘလို့မှထုတ်လို့မရတော့ အဲ့ကိစ္စကအမဘယ်ဒီမဲ့တာတောင်းဆိုတာလည်းမသိဘူးအမပြည်သူပြည်သူစစ်ဟိုစစ်ဌာနချုပ်ဘ ਹੁ တောင်းဆိုထားတယ်ပြီးတော့နိုင်ငံတော်ဝန်ကြီးချုပ်ကိုလည်းအမတောင်းဆိုထားတယ်နောက်မြို့နယ်ထွဲကိုရုပ်ကိုလည်းအမတောင်းဆိုထားတယ်မောင်လေးအော်အမအဲ့တောင်းဆိုတော့ဘာရည်ထူးရောက်ဖြစ်စဉ်ဖြစ်သေးလည်းမသိဘူးဘာမှမဖြစ်လာလို့အမအမ14ရက် နှစ်လပိုင်းမှာအမစာတင်ခဲ့တယ်။နောက်ခုသုံးလပိုင်းခုနှစ်ရက်နေမှာအမကိုထွေရုံကမင်းမြန်းစစ်စီတယ်ပေါ့နော်။အမဘာပြောခဲ့သေးလဲသူတို့ကအော်အမကိုသူတို့ကမမှန်ကန်ကန်အနေစစ်အနေဖြစ်ဖို့ထွက်ဆိုဖို့မမှန်မကန်ထွက်ဆိုလို့မနေထွက်ဆိုခဲ့လို့ရှိရင်အမအေးအေးခံပဲဆိုအမကမှန်ကန်တဲ့အတွက်မမကြောက်ထောင်ချက်မှလည်းမကြောက်တဲ့အတွက်ကိုအမကမမှန်ကန်မဖြစ်ခဲ့တာဟုတ် တို့အမဘာကြီးထပ်ပြီးတော့လုံခိုင်းသေးတယ်မဟုတ်လားအဲနောက်အမကိုဘာလုံခိုင်းလဲဆိုတော့ခုနှစ်ခန်းငယ်ပြည်သူဟိုဆိုတာစစ်မှုရန်ခုနှစ်ခန်းငယ်ဟောပြန်လဲဟိုယာယီရွှေဆိုင်ခွေပေါ့ပြည်သူစစ်မှုရန်ယာယီရွှေဆိုင်ကိုအမကိုလက်မှတ်ထိုးခိုင်းတယ်အမထိုးတော့မှအမရေးပြီးတော့အမသူ့သားသမီးကိုအမတို့ကိုထည့်ခဲ့တာမဟုတ်ဘူးလေအုတ်အုတ်ချုပ်ရေးမှုကိုယ်တိုင်ထည့်ခဲ့တဲ့အတွက်အုတ်ချုပ်ငွေကြီးအုတ်ချုပ်ရေးမှုကိုယ်တိုင်ပဲလက်မှတ်ထိုးပြီးတော့ เนาะတင်လိုက်လို့မှဒါပဲပြောခဲ့တယ်အဲယာယီရွှေဆိုင်ခွင့်လက်မှတ်ကိုသူတို့ကတင်ဖို့ပြောတယ်လေလက်မှတ်ထိုးပြီးတော့အမမတင်ခဲ့ဘူးเนาะဩသူတို့ကအမကလက်မှတ်ထိုးပြီးယာယီရွှေဆိုင်ခွင့်တောက်ခံဖို့အမပြောတာဘောတော့သူအဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အမအဲ့အမတာနေရောက်တော့မှာသူကဘာပြောပြောကျင်သေးလဲဒီ။အော်အမတာနှစ်ယောက်အတွက်အမဘယ်လိုဖြစ်လဲခံစားနေရတာပေါ့နော်။အဲ့ဒါကြောင့်အမကမီဒီယာတွေနဲ့သိအောင်ပေါ့နော်။အထက်ကလူတွေသိအောင်လို့ အမပြောရင်းဖြစ်တယ်ထက်ကလူကြီးလူကြီးတွေပေါ့နော်ဟုတ်ကဲ့မီဒီယာတွေအကုန်လုံးသိပေါ့အောင်လို့အမတားနှစ်ယောက်အတွက်မေဖြစ်တဲ့အတွက်ကိုအမပြောချင်ရင်းဖြစ်တယ်မောင